န္တလေးတိုင်းဒေသကြီးကျွန်တော်အစိုးရဖွဲ့ရနေပြီးတော့ဦးစီးကျင်းပတယ်ကျွန်တော်1386ခုနှစ်မြမယူရနှစ်တကူအတာတကြံပွဲတယ်ပေါ့နော်ဒီအခမ်းအနားကိုကျွန်တော်တို့ကတော့အဓိကမနစ်ကလိုပဲကျွန်တော်တို့ဗဟုမန္တအနေနဲ့ပေါ့နော်အာမဟာတကြံမန္တကိုကျွန်တော်တို့ဒါမန္တမြို့တော်စီမံသားရေးကုမ္ပဏီရုံးပေါ့နော်ရုံးရဲ့ကျွန်တော်တို့အရှိဟိုပါပေါ့အရှိမှာကျွန်တော်26လမ်းပေါ်မှာ82လမ်းနဲ့82လမ်းကြားပေါ့26လမ်းပေါ်မှာကျွန်တော်တိစောက်ထားမှာဖြစ်ပါတယ်ဟုတ်ပြီးတော့အဲ့မှာလဲကျွန်တော်တို့မနစ်ကလိုပဲကျွန်တော်တို့ ဘတ်ဘတ်ဒရော့တွေနောက်တခါဒီအလှပတွေပေါ့နော်မြမယူကဒီဇိုင်းနေနဲ့မန်တကြီးကိုကျွန်တော်တို့ခန်းနာထဲဝါဆိုပြင်ဆင်ထားမှာဖြစ်ပါတယ်ခင်ဗျာဟောဟုတ်လက်ရှိမှာဒီမန်နဲ့ဆောက်လုပ်မှုရာခိုင်နှုန်းဘယ်လောက်လောက်ရှိပြီအဲအခုလောလောဆယ်တော့မန်နဲ့ဆောက်လုပ်မှုရာခိုင်က40ရာခိုင်နှုန်းတော့ကျွန်တော်တို့ပြီးပြီဖြစ်ပါတယ်ခင်ဗျာဟောဒီအရင်နှစ်တွေကတော့ဗားရင်းများထူးခြားလာမှာပေါ့ဟုတ်ပြင်ဆင်ထားတယ်ခင်ဗျာအဲဒီနှစ်မှာတော့ဟိုပါပေါ့ဒီကျွန်တော်တို့ဒီဖွင့်ပွဲအခမ်းအနားပေါ့နော်ဖွင့်ပွဲအခမ်းအနားကတော့အခါတိုင်းနှစ်တွေကတော့ကျွန်တော်တို့ဒါ ကျွန်တော်တို့ဒါတကြံဩဘာသာဖတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဖွင့်ပွဲခမ်းနာစီစဉ်မှာကျွန်တော်တို့တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့မြို့တော်ကနေပြီးတော့မှကျွန်တော်တို့ဒါအဖွဲ့မေကုံပေါ့နော်ပြောကြမယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဖဲချိုးဖြတ်မယ်ပြောင်းဖဲချိုးဖြတ်ပြီးရင်တော့ကျွန်တော်တို့ဒါကျောင်းသူအင်အား900ပေါ့နော်900နေပြီးတော့မှကျွန်တော်ဒါမန်ဒက်ရှိမှကပြဖြော်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဟုတ်အဲ့ဒီအပြင်ကိုဒီနေ့မှတော့ထူးထူးခြားခြားပေါ့အဲ့ဒီဒါကတော့အခမ်းအနားဖွင့်ပွဲပထမပိုင်းစီစဉ်ဖြစ်ပါတယ် နောက်ဒုတိယပိုင်းအစီအစဉ်မှာလည်းကျွန်တော်တို့ဒီနေ့အခိုင်းနှစ်တွေနဲ့မတူဘဲနဲ့ပေါ့နော်ဒီနေ့ကဘာလို့ဆိုတော့ကျွန်တော်တို့ကဒါလူသားမျိုးတွေတို့ဓာတ်မဲ့ယဉ်ကျေးမှုပေါ့နော်ကမ္ဘာလူသားမျိုးတွေဓာတ်မဲ့ယဉ်ကျေးမှုမှာကျွန်တော်တို့ကဒါတကြံကျွန်တော်တို့ဒါ UNESCO ကနေပြီးအတိမတ်ပြုထားတဲ့အတွက်ကြောင့်ပေါ့ဒါမှမဟုတ်ယဉ်ကျေးမှုရထားတဲ့အတွက်ကြောင့်ပေါ့တော့ဒီနှစ်မှာတော့ခါတိုင်းနှစ်နဲ့မတူဘဲနဲ့ကျွန်တော်တို့ကဒီခန္ဓာဖွံ့ဖွဲမှာဒုတိယပိုင်းအစီအစဉ်ကိုကြည့်ကြခန္ဓာဆိုတာလုပ်ဖို့ရှိပါတယ်အဲ့ဒါတွေတော့ကျွန်တော်တို့ညီတဲ့အချိန်ကြာလို့ရှိရင်အသေးစိတ်ကျွန်တော်တို့ဒါ ပြောပြသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီနှစ်မှာအထူးထူးခြားခြားပါပဲ။ကျွန်တော် UNESCO ကိုကျွန်တော်တို့မြမတနခေါ့ကိုပေါ့နော်တနခေါ့ကိုကျွန်တော်ဒါဒီထမဲ့ရင်ကျင်မှုနော်ဇင်းဝင်အောင်ကျွန်တော်တို့ဒါတင်ထားတာရှိပါ။အဲ့ဒီအတွက်လည်းကျွန်တော်တို့ကတနခေါ့ရင်ကျင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တစ်မျိုးလုံးမှရှိတယ်ပေါ့နော်။ကျွန်တော်တို့ဘူမန်တဲ့ဖွံ့ဖွဲမှာအပါအဝင်ပေါ့။တစ်မျိုးလုံးမှရှိတယ်ကျွန်တော်မန်တဲ့တိုင်းနော်နေရာတိုင်းမှာလည်းဒါတနခေါ့ရင်ကျင်မှုကိုကျွန်တော်တို့ထည့်သွင်းပြီးတော့ကျင်းပသွားဖို့လည်းကျွန်တော်စီမံဆောင်ရွက်ထားပါတယ်ခင်ဗျာ။ဟုတ်